မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်လက်အောက်ခံ BGF ကြီးစိုးနေတဲ့ကဘာကျော်ရွှေကုတ်ကိုကြားဖြန့်ဒုစရိုက်မျိုးတင်နေအခြားမျိုးတင်များအကြောင်းမပြောဘဲ KK ပတ်နေရာတစ်ခုတည်းကိုကြားဖြန့်နှိမ့်နေရတဲ့အတွက်အပိပြက်ရှင်းလင်းမယ်လို့မင်းအောင်လိုက်ကြွေးကြော်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တလောက်ခံ BGF ကြီးစိုးနေတဲ့ကဘာကျော်ရွှေကုတ်ကိုကြားဖြန့်ဒုစရိုက်မျိုးတင်နေအခြားမျိုးတင်များကိုမထည့်သွင်းဘဲ ကေကေပတ်နေရာကိုကြားဖြတ်နေနေရဲ့အတွက်အပီးပြက်ရှင်းလင်းမယ်လို့မင်းအောင်လိုင်ကမနေ့ကဖန်အန်ခရီးစင်မှာကြွေးကြော်သွားပါတယ်။အွန်လိုင်းငွေလိတဲ့ရေလုပ်ငန်းတွေတရှိရာအစိတ်အပိုင်းတွေကတခုဖြစ်တဲ့ကေကေပတ်နေရာကိုအပီးပြက်ရှင်းလင်းမယ်လို့စေကောင်းဆောင်မင်းအောင်လိုင်ကသူ့ရဲ့ဖန်အန်ခရီးစင်မှာပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။မြန်မာထိုင်းနယ်ဆက်ကကေကေပတ်နေရာကိုစစ်တပ်ကရှင်းလင်းနေပြီးအမျိုးသားရေးတာဝန်တရက်အဖြစ်အပီးပြက်ရှင်းလင်းသွားမယ်လို့စစ်အုပ်စုခေါင်းဆောင်မင်းအောင်လိုင်ကဖအံကဌာနဆိုင်ရာတွေရမီရဖရီနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တာဖြစ်ပါတယ် စေယုစုကောင်ဆောင်က KKB ကိစ္စနဲ့ပတ်သက်ပြီးအခုလိုပြောတော့လေကြားဖြတ်လုပ်ငန်းတွေရဲ့အဓိကအစိတ်အပိုင်းကြီးဖြစ်တဲ့ရွှေကုတ်ကိုမျိုးတင်နဲ့ပတ်သက်ပြီးပြောကြားခဲ့တာမရှိပါဘူး KKB ကြားဖြတ်လုပ်ငန်းကိုဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DGPA နဲ့စေယုစုလက်အောက်ခံနေချောင်းဆောင်တက် BGF တို့ပူးတွဲစီမံနေတာလို့သိရပါတယ်ရွှေကုတ်ကိုမျိုးတင်ကကြားဖြတ်လုပ်ငန်းတွေကိုစေယုစုလက်အောက်ခံနေချောင်းဆောင်တက် BGF ကောင်ဆောင်စောချစ်သူနဲ့ရာဇဝတ်ခိုင်းတွေကပိုင်ဆိုင်ပါတယ်ကရင်နေချောင်းဆောင်တက် BGF ကောင်ဆောင်စောချစ်သူရဲ့ online ငွေလိမ်ကိုင်း စီးပွားပန်ရွှေကုတ်ကိုရထိုင်မျိုးသစ်တီထောင်သူရှီကျင်ကျန်းကိုထိုင်းကတရုတ်အစိုးရထံနိုဝင်ဘာလ12ရက်နေ့မှာရွယ်ပြောင်းပေးခဲ့ပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးစစ်ကောင်ဆောင်ကပြောကြားခဲ့တာတော့မရှိဘဲ KK ဘက်ကိစ္စတစ်ခုတည်းသာပြောဆိုသွားတာကိုမြမအတန်ရဲ့သတင်းထုတ်လွှင့်ချက်တွေအရသိရပါတယ်ရောက်ပြီမြို့နယ်မှာအွန်လိုင်းကြားဖြတ်ညာအခြေစိုက်တဲ့ရွှေကုတ်ကိုမြို့သိရထိုက်စီမံကိန်းရထိုက်မြို့သိစီမံကိန်းဒေါမေဥယျာဉ်စီမံကိန်းဒေါမေပန်ရလောင်ဖေပယ်အပိုလိုပယ် ဂျင်းစင်ပန်း KK ပန်းမြောက်ရီမျိုးတစ်စတဲ့စီမံကိန်းတွေကိုမြန်မာစစ်တပ်လက်အောက်ခံ PDF ကဦးဆောင်ပြီးတရုတ်ရဇဝတ်ကိုင်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။မြန်မာလူခွင့်ရေလှုပ်ရှားသူအဖွဲ့ Justice for Myanmar ထုတ်ပြန်ထားချက်တွေအရမြန်မာစစ်တပ်လက်အောက်ခံဖုံမှုကြီးစောချစ်သူမိသားစုနဲ့ PDF KNA တပ်ဖွဲ့ဝင်အချို့ဟာကြားဖြတ်လုပ်နေတဲ့ကုမ္ပဏီတွေအပါအဝင်ကုမ္ပဏီ၈ခုထက်မင်းမှာရှယ်ယာပါနေတယ်လို့ဆိုပါတယ်။ဖုံမှုကြီးစောချစ်သူဟာ PDF ပိုင်း တရားဝင်စီးပွားရေးလုပ်ငန်းတွေရောတရားမဝင်စီးပွားရေးလုပ်ငန်းတွေကပါဘီလီယံချီတဲ့ဝင်ငွေတွေရနေတဲ့အကြောင်း Justice for Myanmar ကရောအမေရိကန်ငြိမ်းချမ်းရေး Institute USIP ကပါထုတ်ဖော်ပြောထားပါတယ်။အမေရိကန်ငြိမ်းချမ်းရေး Institute USIP ကကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကအွန်လိုင်းငွေလိမ်ကြားဖြန့်တွေအကြောင်းမနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဘုံမူကြီးစောချစ်သူနဲ့သူလက်အောက်ကဘုံမုတ်တုံဘိုတင်ဝင်းတို့ကိုအွန်လိုင်းငွေလိမ်ကိုင်းကြားဖြန့်လုပ်ငန်းတွေမှာအကြီးကပါဝင်သူတွေအဖြစ်ဖော်ပြထားပါတယ်။ ကြားဖြန့်ကိစ္စကြောင့် BGF ခေါင်းဆောင်စောချစ်သူကိုထိုင်းတရားရုံးကလည်းတရားစွဲဆိုမှုတွေရှိခဲ့ပြီး American, Britain နဲ့ဥရောပသမ္မတတို့ကဂျန်ခတ်ပိတ်ဆို့ခဲ့တာတွေလှုံ့ဆော်ထားပါတယ်။ online ငွေလိမ်ကိုင်းကြားဖြန့်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA နဲ့ခေါင်းဆောင်တွေဖြစ်တဲ့စောစတီ၊စောဆန်းအောင်၊စောစိန်ဝင်းနဲ့ဆိုင်းလာကျော်တို့ကို American အစိုးရကနိုဝင်ဘာလ12ရက်နေ့ကပဲပိတ်ဆို့အရေးယူလိုက်ပါတယ်။ ဆက်လက်ပြီးကြားဖြတ်ပါဝင်ရဇဝက်ကိုင်းတွေရဲ့အမြင့်ဆုံးခေါင်းဆောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့ NUG တိုက်တွန်းနေဆက်ဖြတ်ကျော်ရဇဝက်မှုတွေနှိမ့်နှင်းရေးမှာ NUG ရဲ့နိုင်ငံဖြတ်ကျော်ရဇဝက်မှုဆိုင်ရာအလုပ်အဖွဲ့နှင့်ပြည်သူ့ရဲတပ်ဖွဲ့တို့ကကူညီပံ့ပိုးတဲ့အပိုင်းမှာပါဝင်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာမှကြားဖြတ်ပါဝင်ရဇဝတ်ကိုင်းတွေရဲ့အမြင့်ဆုံးခေါင်းဆောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့နဲ့လူကုန်ကူးခံရသူတွေကိုကယ်တင်ဖို့လိမ့်လေခံရသူတွေရဲ့ငွေကြေးပြန်လည်ရရှိဖို့နိုင်ငံတကာနဲ့အရှိန်မြှင့်ကြိုးပမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်တောင်းဆိုပါရယ်။ကြားဖြန့်ကိုင်းတွေကိုနှိမ်နေဖို့အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကအရှိန်မြင့်လာချိန်မှာ NUG အစိုးရကထုတ်ပြန်တောင်းဆိုတာဖြစ်ပါရယ်။ကြားပြင် NUG အနေနဲ့မြန်မာနိုင်ငံမှာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ်နင်းအမြင့်ဖြတ်ဖို့ထိခိုက်ညံ့တာသူတွေကိုကူညီပံ့ပိုးပေးနိုင်ဖို့တိုင်းဒေသတော်လှန်ရေးအဖွဲ့များ IAO ၊ကြားဖြတ်မိဖက်အုပ်ချုပ်ရေးအဖွဲ့စီများနိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့များ တခြားသက်ဆိုင်ရာအခွင့်များနဲ့အတူညှိနှိုင်းဆောင်ရွက်သွားရန်ကတိကဝတ်ကိုဆက်လက်ချင့်သုံးသွားပါမည်လို့လည်းဆိုပါတယ်။ NUG ရဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာအလို့အဖွဲ့နှင့်ဖြီးသူရဲတပ်ဖွဲ့တို့ကအကူအညီပံ့ပိုးပေးတဲ့အပိုင်းမှာပါဝင်လျက်ရှိတယ်ဆိုတဲ့အချက်အပါဝင်အဓိကအချက်၈ချက်ပါဝင်တဲ့ထုတ်ပြန်ချက်ကိုနိုဝင်ဘာလ15ရက်နေ့ညထုတ်ပြန်တာဖြစ်ပါတယ်။အသေးစိတ်ကို NUG ကတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းဖို့သတင်းဌာနကကြိုးစားနေစေဖြစ်ပါတယ်။အရှိတောင်အာရှကစိုက်ပါလိမ့်လေခိုင်းရွေဟာကဘာတော်ဝမ်းရှိအပြစ်မဲ့သူများထံမှာ တနည်းလျင်ဒေါ်လာ65ဘီလီယံခန့်လိမ့်လေလှည့်ပြားနေပြီးမြန်မာနိုင်ငံသားတက်သိန်း2000ဟာအွန်လိုင်းလေလံမှုများလှုပ်ဆောင်ရန် PRP ထိမ့်သိမ့်ခံရရလို့အတည်ပြုထားပါတယ်။မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့၎င်းတို့ကုကဲမှုအောက်ကနေချောင်းစောင့်တက်တွေမဟာမိတ်ပြည်သူစစ်အဖွဲ့တွေနဲ့နိုင်ငံဖြတ်ကျော်ရဇဝတ်ခိုင်းတွေဟာအထက်ပါလိမ့်လေမှုတွေကနေအကျိုးခံစားခွင့်များကိုရရှိနေတယ်လို့ဆိုပါတယ်။အဲဒီငွေတွေနဲ့ကြဆဝတ်မှုတွေကမြန်မာပြည်သူတွေအပေါ်ကျူးလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမီးလောင်ရလေပြစ်ဖြစ်စေတယ်လို့အတည်ပြုထားပါတယ်။ ကြားဖြန့်ကိုင်းတွေကိုနှိမ့်နှင်းရေးအတွက်ထိုင်းနိုင်ငံတရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံအပြင်အိန္ဒိယနိုင်ငံတွေဒေတာရင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းများအလုံးရဲ့ဂျိုးပန်လှုပ်ဆောင်မှုများကိုကျေးဇူးတင်အသိမှတ်ပြုကြောင်းနဲ့ရှာဇဝက်ကိုင်းများရဲ့အမြင့်ဆုံးခေါင်းဆောင်အဆင့်ရှိသူများကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့လည်းတောင်းဆိုထားပါတယ်။ရှာဇဝက်မှုတွေရပ်တန့်ဖို့လိမ့်လေခံရသူတွေရဲ့ငွေကြေးတွေပြန်လည်ရရှိဖို့လူကုန်ခူးခံရသူတွေအတွက်လူခွင့်ရေးအလေးထားပြီးနေရက်စီပြန်လည်ပို့ဆောင်နိုင်ဖို့နိုင်ငံတကာကတိုးမြှင့်ဂျိုးပန်မှုတွေလိုအပ်တယ်လို့လည်းတောင်းဆိုထားပါတယ်။ ကြာဖြတ်တဲ့ရာဇဝတ်ကိုင်းတွေကိုနှိမ့်နှင်းခြင်းဟာမြန်မာနိုင်ငံအပြင်ဒေသတစ်ခုလုံးတည်ငြိမ်အေးချမ်းဖို့အထောက်အကူဖြစ်လိမ့်မယ်လို့အသိပေးထားပါတယ်။ရာဇဝတ်မှုတွေကလည်းမြန်မာစစ်တပ်ရရှိနေတဲ့တရားမဝင်ငွေကြေးစီးဆင်းမှုတွေကိုဖျက်တောက်ပြီးအဲ့ဒီငွေတွေနဲ့ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေအဆုံးသတ်ရေးလိမ့်လေခံရသူတွေတရားမျှတမှုရရှိစေရေးအတွက်နိုင်ငံတကာအတိုင်းဝိုင်းနဲ့လက်တွဲသွားမယ်လို့ NUG အစိုးရကကတိပြုထားပါတယ်။ကြာပြင်မြန်မာနိုင်ငံကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ့်နှင်းအမြင့်ဖြတ်ဖို့နေ ထိခိုက်သူတွေကိုပံ့ပိုးကူညီဖို့တိုင်းဒါတော်လိုင်းရဲ့အဖွဲ့တွေ ERO ဂျာဖြတ်မိဖက်အုတ်ချုပ်ရေးအဖွဲ့အစည်းတွေနိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့တခြားသက်ဆိုင်ရာအဖွဲ့တွေနဲ့အတူညီနိုင်ဆောင်ရွက်သွားဖို့ကတိကဝတ်ကိုလည်းဆက်လက်ကျင့်သုံးသွားမယ်လို့ဆိုပါတယ်။ဂျာဖြတ်အွန်လိုင်းလိမ်လည်မှုတွေကိုဖြိုခွင်းဖို့ဆိုပြီးအမေရိကန်နိုင်ငံကလည်းအရှိန်မြှင့်လာတယ်လို့တရုတ်အစိုးရကလည်းမဲခေါင်၆နိုင်ငံပါဝင်တဲ့အစည်းအဝေးကိုယခုရက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံသားတွေစီကနေဘီလီယံနဲ့ချီတဲ့ငွေတွေခိုးယူခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံတွေကအွန်လိုင်းလှည့်လည်တဲ့ဂိုင်းတွေကိုဖြိုခွင်းဖို့ scan center strike force ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်က November 12ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ scan center strike force မှာတရားရေးဌာနလှုပ်ဝက် agency နိုင်ငံသားရေးဝင်ကြီးဌာနနဲ့ FBI လည်းပါဝင်ပါတယ်။တရုတ်အစိုးရကလည်း online လည်လည်းမှုပူပေါင်းတိုက်ဖြတ်ရေးအထွတ်ဆိုပြီးတရုတ်မြန်မာ၊ချိုင်း၊ကမ္ဘောဒီးယား၊လာအိုနဲ့ဗီယက်နမ်နိုင်ငံပါဝင်တဲ့အစည်းအဝေးကိုတရုတ်နိုင်ငံကုမင်းမြို့မှာနိုဝင်ဘာ14ရက်ကကျင်းပခဲ့ပါတယ်။ ဆက်လက်ပြီးစစ်ကောင်းဆောင်ခီးစဉ်ကြောင့်မော်လမြိုင်မှာလောင်ကစားဝိုင်းတွေယာယီပိတ်ခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့ကိုအာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်လာရောက်ဖို့ရှိနေတာကြောင့်မျိုးတွင်းပြုတ်လုံနေတဲ့လောင်ကစားဝိုင်းတွေယာယီပိတ်ခိုင်းထားတယ်လို့အုပ်ချုပ်ရေးမှူးတွေကသတင်းထံတော်ကိုပြောပါတယ်။လောင်ကစားဝိုင်းတွေဟာစစ်ကော်မရှင်ခန့်မွန်ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်ကြည်သိန်းရဲ့ခွင့်ပြုချက်နဲ့တရားဝင်တပ်ဖွဲ့ဒေသရင်းကဖျားပွဲတော်တွင်စွန်ကြီးလောင်ပွဲတော်တွေအပြင်အကြောင်းမျိုးမျိုးပြကဇက်ပွဲတွေတွင်ပြီးလုံနေတာဖြစ်ပါတယ် စစ်ကောင်းဆောင်ဟာဒီရက်ပိုင်းတွင်မော်လမြိုင်မြို့ကိုလာရောက်ဖို့ရှိနေတာကြောင့်လောင်ကစားဝိုင်းတွေကိုစစ်ကောင်းဆောင်မပြန်မချင်းယာယီပိတ်ထားဖို့ညွှန်ကြားထားတယ်လို့မော်လမြိုင်မြို့ရှိရက်ွက်အုပ်ချုပ်ရေးမှူးတအူကပြောပါရယ်။ဘိုးချုပ်မူကြီးမင်းအောင်လိုင်လာဖို့ရှိတယ်လို့တော့အထက်ကပြောတယ်။ဘယ်နည်းလာမလဲဆိုတာကတော့အသေးချာတော့မပြောထားဘူး။သူလာမယ်ဆိုတဲ့အတွက်လုံခြုံရေးအရာပေါ်တော့စွန်ကြီးလောင်ပွဲတို့ဘာလို့ခဏနာထားဖို့ပြောတယ်။နောက်ပြီးလူကြီးလမ်းကြောင်းရှိတဲ့အတွက်လောင်ကစားဝိုင်းတွေပါအားလုံးနာဖို့ညွှန်ကြားထားတာရှိတယ်။သူပြန်သွားရင်တော့အရင်လိုပြန်ပေးလုပ်မယ်လို့တော့ပြောတယ်လို့ဆိုပါရယ်။ မော်လမြိုင်မြို့ပေါ်မှာတော့စစ်ကောင်းဆောင်လာရောက်နေဆိုတဲ့အတွက်လုံခြုံရေးတိုးမြှင့်ထားပြီးအင်းအားပြလှည့်လေတာလမ်းစုံလမ်းကွာတွေမှာစစ်ကော်မရှင်တပ်သားတွေအပြင်ရဲတပ်ဖွဲ့ဝင်တွေကိုပါကင်းပုံချထားတာတွေလှုပ်ဆောင်ထားပါတယ်။ဒါအပြင်စစ်ကော်မရှင်လက်အောက်ခံဌာနဆိုင်ရာရုံးတွေမှာလည်းစေတုပ်မျက်ရှင်းတာအ धिक လာရောက်မဲ့လမ်းတွေပေါ်မှာစီပင်တရားရေးအဖွဲ့တွေကအမိုက်ကောက်ခြုံရှင်းတာတွေအပြင်လမ်းပိတ်ဆေးဆိုင်နဲ့ဆိုင်းပုတ်အမိုးစွန်းတွေကိုပါဖျက်သိမ်းခိုင်းထားပါတယ်။ အာနာသိန်းစစ်ကောင်ဆောင်ဟာနိုဝင်ဘာလ15ရက်နေ့ကကရင်ပြည်နယ်ဖအံမျိုးတို့ရောက်ရှိပြီးသူ့ရဲ့ခီးစဉ်ကြောင်းကရင်နယ်ခြားဆောင်တန်း BGF ကရင်ငင်းချမ်းရစ်ကောင်စီ KNU KNLA PC DKPA တပ်တို့ကိုဖအံမျိုးတွင်ဝင်ရောက်ခွင့်ပိတ်ပင်ထားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်